ကျွန်တော်တို့မနက်9နာရီမှာပဲအင်္ဂါနေ့စထွက်ခဲ့ပြီးတော့အမြင်ထားကိုစီးခဲ့ပါတယ်ကျွန်တော်တို့ဒီအမြင်ထားတော်တော်လေးလည်းမြန်ပြီးတော့ရှုခွေးနေတော်တော်လေးလာတယ်ပေါ့နော်ကျွန်တော်တို့မြို့ရောက်ရှိခဲ့အချိန်မှာပဲဒီ building culture တွေ public app တွေကိုမြင်ရတာဟာ experience တစ်ခုပါပဲ ခုရောက်နေရတော့ SKCIA ရဲ့အိုတောင်ပေါ့နော် traditional ottoman house တွေကအယောင်ဆုံးလေးတွေဖြစ်နေရရဲ့ပြီးတော့ဒေသရဲလဲလေးတွေကြောင့်အရင်ဟို project တွေဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အကြိုက်ဆုံးအချက်ကတော့အဆောက်အအုံတွေထဲမှာ local actual လေးတွေနဲ့ hammock souvenir လေးတွေအများစွာရှိနေရပေါ့နော်ဒီအိုတောင်တွေကိုကျွန်တော်ရှောက်ပတ်ကြည့်ရင်းနဲ့ဒီမျိုးလေးရဲ့တမိုင်းအကြောင်းလေးကိုတော့ခင်းစားရပါတယ် ိပါ යි တေချာဝတ်တစ်ခုရှိပါ යි ဒီမှာပရီးလေပရီးဝေရမှာဘာဖြစ်လဲဆိုတော့ပရီးရဒီမှာတော့ဒီမှာပရီးတွေကြီးပဲတောက်ဆိုင်ပရီးဝေရမှာတောက်ဆိုင်ပရီးဝေရမှာမင်း တနအီကြိုကြလဲလျှောက်ပြီးတော့စားတယ်ဘာမှမဆိုင်ရောက်ပါပြီကိုရီးယားဆိုင်နေလေဟိုတယ်နဲ့ဘုံကတောင်ထဲမြောက်ကိုလျှောက်တာတော်တော်လေးလေးဟုတ်ပြီဒီအက်စကီရှာဦးတော်ကတော့ကိုညောင်းနေထားသလိုမဟုတ်ဘူးနော်အထာလီယာဦးတော်ကဆိုရှင်လို့ရန်တိုင်းဒီကောင်ကဘယ်လိုလဲကျွန်တော်အဲ့လိုကြည့် ားရထားတော့တော့မထားဘူးเนาะဘယ်တော့မတော်ရပါဘူးဒါပြီးရင်เนาะ saturation တော့ first တစ်ခုပေါ်ပါမယ်ဒီနေ့က SKshia ရဲ့လုံအဓိကနေရာဖြစ်တဲ့ Lambeth Fossil တွေပါလေးကိုရောက်နေတာပါဒီမှာဆိုမြေပေးကလမ်းလေးတွေကတန်ရှင်းပြီးတော့ romantic မှုလေးတစ်ခုကိုပေးတယ်ပေါ့နော်နေဘက်ဆိုလို့ရှိရင်ဒီလို controller လေးတွေကိုဖြီးသွားလေးတွေစီနီယာပုံက မျိုးရဲ့အေဂျင့်လှပမှုကိုပို့ပြီးမြင်ရစေပါတယ်။ကျွန်တော်တို့ဒီ Postal Fiber ရဲ့ဘေးလေးကိုရှင်းပြလိုက်တော့အနာကကက်ဖလီတွေကလုံးဝကို Paris မူလေးပါပဲ။အဲ့ဒါဆို SK Share Blog လေးကိုမင်းနဲ့နေခဲ့ကြလိုက်ကြည့်ပေးတော့အတွဲကျေးဇူးအများကြီးတင်ပါတယ်ဒီလို Travel Blog တွေချိန်လေးရှင်ရင် like and share လေးလုပ်ထားပေးပါအောင် Natrix တွေမှာလေးထပ်ပြီးတော့စိတ်ဝင်စားစရာနေရာတွေကိုအတူတူကြည့်ထွက်ကြမယ် Thanks for watching see you in the next blog thank you